လဗရောင်းတောင်ဒေသမှာတနက်ထီမှန်တည်ဆုံခဲ့တဲ့တောင်သူဒေါခင်ဝင်းကွယ်လွန်ခြင်းတနည်းပြအောက်မွေးပွဲအခမ်းအနားကိုဒီဇင်ဘာလ22ရက်နေ့ပိုင်းကမိုးကြိုပြင်ကျွေးရမှာကျင်းပခဲ့ပါတယ်ဒေါခင်မင်းစောကသတင်းပေးပို့ထားပါတယ်ရှင်။ကျမအနေနဲ့အမေတော်ဆုံးသွားလို့ဝမ်းနဲ့မဲ့အဆောက်အမေကျွေးတလင်းချင်းမြွက်နဲ့မိုးကြိုပြင်ကျွေးရကဒေါခင်ဝင်းရဲ့နေမှာပဲကွယ်လွန်ခြင်းတနည်းပြအောက်မွေးပွဲအခမ်းအနားကျင်းပနေတာပါ။ဒေါခင်ဝင်းတနည်းပြနဲ့ပတ်သက်ဝမ်းလဲတော်လဲဝမ်းလဲနေတ ပြီးပါလေအမှုချရမှန်လည်းပေါ်စီခြင်းနဲ့ဒီကျင်းစီမံကိန်းကိုလည်းဖျက်သိမ်းခြင်းမှာဒီခဏကိုအလို့သမားလေသမားရေးစောင့်ရနေကြတဲ့အသင်းအဖွဲ့တွေနဲ့ဒီမိုကရေစီတက်ကြွလှုပ်ရှားနေသူတွေကျောင်းသားသမဂ္ဂအဖွဲ့တွေဒေသခြေဆိုင်လေဗရောင်းတောင်ကက်တင်ရေးကော်မတီလေဗရောင်းဒေသခံတွေတက်ရောက်လာကြပါတယ်အခမ်းအနားမှာအောက်မြွေစကားပြောကြတာနဲ့ကြပြရွေးဖက်တာအပြင် ထိုင်းနိုင်ငံပြည်ပနေရာကနေဒေါက်ခင်ဝင်းတနက်ထိမဲတည်ဆုံးကြရာနေရာကိုလမ်းလျှောက်ရှိတက်ခဲ့ကြပါတယ်။လမ်းတစ်လျှောက်မှာလူသက်ဝင်မောင်းလို့မရှိမြေပြက်လျက်ရရှိရေတို့ရေကျင်းနီစီမံကိန်းဖြတ်သိမ်းရေတို့ရေစတာတွေကိုကြွတော်ခဲ့ကြပါတယ်။လူသက်တိုင်းဆိုင်ဆွေးအချက်ဆို ေထဲမှာတော့ခံစားလို့ဖြစ်ကြတာပေါ့မခံစားရင်တော့မဖြစ်ရဘူးပေါ့နော်သူတို့ကမရေသဖြင့်တော့လိုင်းနဲ့စီနဲ့တောင်သူနှမတွေပေါ့တဏှာနဲ့ပြည့်တော့တဏှာကြီးပြီလုံနေတော့လေဒီကဒေါသဖြစ်ပြီးလုံမိရတာပေါ့ကြောင်နေပြီပြီးခဲ့တဲ့နှစ်ကလက်ပလောင်းကျင်းနီစီမံကိန်းအတွက်တင်းယူထားတဲ့လင်းမြေတွေကမြေယာရောကျေးရယူမထားတဲ့နေရာတွေမှာချန်စီယိုတိုးချဲ့တာကိုဒေတာကန်တွေကကန့်ကွက်ခဲ့ကြတာပါအဲ့ဒီအချိန်မှာလူကြုံရဲရဲတွေကတနက်ဖို့ပြောင်းကျော်တနက်နဲ့ အချက်ပေါင်း55ကျက်ဖြစ်ခတ်ခဲ့ပြီးဒေသခံတောင်သူတို့ခေဝင်ဦးကောင်းကိုတနက်ထိမှတည်ဆုံခဲ့တာပါအဲ့ဒီမှုတွေအခုချိန်ထိအရေးယူအပြစ်ပေးတာတော့မရှိသေးပါဘူးဒီမှာခင်မင်းဆိုပါရှင်